အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့ဂူအောင်ကုတ်ရီဆိုတဲ့ပရလောကဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like กัน subscribe လေးနဲ့ဇာတ်လမ်းတစ်တင်တင်နိုင်ပါလေသိနိုင်မှုဒီဒီပဲလေးနှိပ်ပေးပါဦးနော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီရှင်ဆရာကြီးစီမှာတာတီတောင်းတင်နေရတော်တော်ကြာနေပြီဗျဆရာကြီးဦးမင်းအောင်ဆိုတာခင်ဗျားတို့သိရတဲ့အတိုင်း တကားကုလသမဂ္ဂရဲ့ဆီယောင်ဝင်ကြီးတရားမို့လားနိုင်ငံတော်တော်များများမှလှည့်ပြီးစေဝါကုသခဲ့တဲ့ခေပညာတက်ကြီးတရားပြီးတော့အထက်လမ်းမော့ပညာကိုတန်းခန့်အောင်တက်တဲ့ဆရာကြီးဗျဗဟန်းမှာခြံကြီးဝင်းကြီးနဲ့နေနိုင်တဲ့သူတနာဥစ္စာဆိုရလဲပြည့်စုံပါသပြီနဲ့တတရားတော့ဆရာကြီးကိုလှုပ်ပြီးကြည်ညိုတာဗျဆရာကြီးရဲ့တပည့်ကျုပ်ရဲ့ဆရာနုဖားကလည်းဆရာကောင်းတပည့်ပိသပါပဲအင်မတန်သီလသမာဓိရရှိပါဆရာနုဖားကလည်းတတိလှုပ်ခင်တာဗျ ဆရာနေရောက်ကလည်းတာတိကိုတော်တော်ဂရုစိုက်ကြပါလေတာတိရောက်ရန်ကုန်မှာအနီးကျလာလို့လားမသိဘူးအသားတွေပါလေရောက်လက်လာတာပြုတ်တနောင်းကုန်ကအဘာနဲ့အမေစီကိုလည်းကြုံမကြမကြပြန်ပါလေကြုံမလို့ရွာရောက်ရင်ဦးစုံသွားတွေ့တာပုပ်ပါရုံဆရာတော်ဗျကြုံပြန်ပြောပြတဲ့ကိုဝေတွေကြောင်းဆရာကြီးရဲ့ကိုဝေလိုက်တဲ့အကြောင်းတွေကိုဆရာတော်ဥက္ကနာလှုပ်ကြခြင်းလားတာတိရွာရောက်ရင်အဲ့ဒီကြောင်းနေဆရာတော်ကိုသွားပြီးပြောပြရတာပြုတ်တာတိမှတ်မိသေးရဲ့ဗျအဲ့ဒီညာနှင်းနေတော်တော်ကြတယ်ညာ အေးလဲတော်တော်အေးရဲ့ဆရာကြီးရဲ့ခြံဝင်းထဲကိုကိုမောင်ကြီးကတကားစောစောပိတ်လိုက်တယ်။ပြီးတော့အိမ်ကြီးကိုလည်းတကားစောစောပိတ်ပြီးဆရာတပည့်တွေအေကန်းကြီးရဲ့မှာရင်းနှွေးကြမ်းတော့လက်ဖက်စာရင်စကားပြောနေကြတာဗျ။ဒီအချိန်မျိုးဆိုရင်ဆရာကြီးပြောပြတဲ့ကိုဝေတွေဆုံးတယ်။ဇောကနီကောင်ကြီးရဲ့ကြောင့်ကတော်တော်ကိုနားထောင်ကောင်းတာ။ဆရာကြီးဆရာကြီးခြံဝါကအတန်းဗျ။ယောက်ျားတယောက်ရဲ့အတန်းပဲ။ဟမ်အချိန်မတော်ဧည့်သည်လာတဲ့ကွမောင်အေးခြံတကားဖွင့်ပါဦး။ နုံဖလိုက်သွားပါအောင်ကွအခြေအနေကြည့်နော်ဟုတ်ကဲ့ပါဆရာကြီးကိုမောင်ကြီးနဲ့ဆရာနုံဖခြံထဲကိုဆင်းသွားတယ်ဆရာကြီးနဲ့ကျုပ်ကတော့အသာနားဆွင့်နေရပေါ့ဗျဘသူတော့ဆရာနုံဖမေရောတစ်ဖက်ကပြန်ပြေးရဲ့အတန်ကြားရတယ်ရောကမောင်းပုံပါခမဟာကိုပုံလားမတွေ့ရတော့ကြာပေါ့ဟင်ဆရာနုံဖလားဗျဟုတ်ပါဗျာဒါနဲ့ဆရာကြီးရောရှိလားဗျရှိပါကိုပုံရဲ့ရှိပါဗျဟင်ရောကမောင်းပုံပါလား ကိစ္စတော့ထူးပြီတင်တဲ့မောက်တာတည်းရဲ့ဆရာကြီးကကျုပ်ကိုပြောရင်အဲကန်းဝါကိုမျှော်ကြည့်နေရဲ့ဗျကျုပ်လည်းအဲ့တယ်ဆိုတာကိုမြင်ချင်းလို့ကြည့်နေရပေါ့ဆရာကြီးနေထိုင်ကောင်းပါရဲ့လားဗျဟောရောက်လာပြီဗျအသာဖြူဖြူထောင်းထောင်းမောင်းမောင်းကြီးနဲ့လူတယောက်ကအဲကန်းဝါမှာရွရွလေးရက်ပြီးဆရာကြီးကိုလက်အောက်ချီနှုတ်ဆက်တယ်ဗျမျက်နှာကဝိုင်းဝိုင်းနှက်ခမ်းမွေးကြီးနဲ့ဒီလူရုပ်ကလည်းတော်တော်ခံညာတီတီရဲ့ပုံပဲဗျလာဟေးမောင်ပုံရန်ကုန်ဘယ်တော့ကရောက်လဲကွယ် ဒီနေ့ပါပဲစီရီပျော်ရင်နဲ့ကူပုံကဆိုဖာတစ်လုံးမှာဝင်ထိုင်နေပြမောင်ပုံထမင်းတွေပါရီရောစားခဲ့ပြီးပြီလားဟုတ်ကဲ့စားပြီးပါပြီစီရီအေးအေးဒါဆိုရင်လက်ဖက်စာအကျန်းလေးတောင်းกว่าဟုတ်ကဲ့ပါစီရီဆရာနုံဖားလည်းကျုပ်ဘေးကဆိုဖာကောင်မှာဝင်ထိုင်နေပြမောင်ပုံတယောက်တည်းလားလားတခြားဘသူပါသေးရောမပါဘူးစီရီရဲ့ကိစ္စကတော်တော်လေးအရေးကြီးလို့တယောက်တည်းပဲတိုးတိုးတိတ်တိတ်ထွက်လာခဲ့တာဟုတ်လားကွဘလို့များအရေးကြီးရောပြောပါဦးမောင်ပုံရဲ့ ဒီလိုပါစီအိုင်ကျွန်တော်တို့နယ်ပယ်မှာလရတောင်မှန်တောင်မုတ်ဆိုးတောင်စင်ကောင်းတောင်စေးကျိတ်တောင်တန်တောင်ဆိုတာတွေရှိရဲ့ဗျအဲ့ဒီကစေးကျိတ်တောင်မှာခုတလောတော်တော်ထူးဆန်းတာတွေဖြစ်နေရဲ့စီအိုင်ရဲ့ဟေးဘလို့များတော့ငွဲ့စေးကျိတ်တောင်ဘက်မှာစကြက်အာကြီးကောင်းတာစီအိုင်ရဲ့ကျွန်တော်တို့ရတာနွားတွေဆိုရင်အဲ့ဒီစကြက်ကိုလွတ်တာများတယ်ခုတလောနွားเจ้าသားတွေစေးကျိတ်တောင်မှာသွားပြီးနွားเจ้าရင်ဘာဖြစ်တယ်မသိဘူးနွားတွေလန့်ပြီးပြေးတယ်တဲ့ ခုဆိုရင်ရွာနွားတွေကအဲ့ဒီဘက်ကိုမဟုတ်လို့မရတော့ဘူးတဲ့ဗျကျိုးနဲ့ဆွဲခေါ်ရင်တော့အတင်းယုံတာတဲ့อืมတော်တော်ထူးဆန်းတာပဲကွအဲ့ဒါဟိုတနေ့ကတော့ငနီးဆိုတဲ့ကောင်းလေးကသူ့နွားတွေအဲ့ဒီဘက်ကိုလွတ်လို့မရတော့ဘာဖြစ်တယ်ဆိုပြီးသိကျင်လို့စိတ်ကြိတ်တောင်တယောက်တည်းသွားပြီးတော့ကြည်ရပဲအဲ့ဒီမှာတွေတွေ့လာတာလေဗျဘလို့များတွေ့ရတော့ကူပုံရဲ့ဆီယာနုံဖကလည်းတော်တော်သိကျင်နေပုံပဲလရာကြီးရဲ့စိတ်ကြိတ်တောင်ပေါ်မှာအများကြီးဝဲနေတာလေဗျအဲ့ဒါနဲ့ငနီးကသူ့မှာပါတဲ့လေးွားနဲ့ လရတကောင်ပြစ်လာရောတယ်ပြုအဲ့ဒီလရကြီးကလည်းနောက်စလုံးထိသွားရောလရငေါကောင်လောက်တခါတဲ့ထိုးစင်းလာလိုက်တာငဏီကောင်ပေါ်မှာဝီ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 နဲ့ပတ်ပြီးဝဲပြန်နေရတယ်ငဏီလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးမဲ့အလုံးမှာလရရီယာမြေပေါ်ဆင်းလာကြတယ်တဲ့သူ့ကိုလရငေါကောင်ကဝိုင်းထားတယ်ဆိုပဲအဲ့ဒီချိန်မှာသူ့နောက်ကတဟားဟားရှိတဲ့အိမ်ထွက်လာလို့ငဏီကနောက်လဲကြည့်လိုက်တော့သူ့နောက်ကလရကြီးကလရမဟုတ်တော့ဘဲနဲ့စပင်းဖားလျားနဲ့မိမကြီးတယောက်ဖြစ်နေခဲ့တယ်ဗျာ ဒါနဲ့ရှေ့ဘက်ပြန်ကြည့်လိုက်တော့သူ့ရှေ့ရလက်ထာကြီးရဲ့လေသပင်ဖားလျားနဲ့မိမတွေဖြစ်နေရောတဲ့ဗျသူ့ကိုမိမ၅ယောက်ကသပင်ဖားလျားကြီးရဲ့နဲ့ဝိုင်းပြီးရက်နေရအောင်ဒါမဲ့အဲ့ဒီမိမတွေအကုန်လုံးရုပ်တွေတော်တော်ချောကြရတယ်ဗျဟွန်းကဝေမတွေပါလားဟုတ်တယ်ဆရာကြီးအဲ့ဒီကဝေမတွေကငနီးကိုနင်းုံဒီတစ်ခါတော့အသက်ချမ်းသာပေးလိုက်မယ်နောက်တစ်ခါဆိုရင်တော့မတပေါ်ပြီးသားမှတ်ပြီးတော့နင်းတို့ရွာသားတွေကိုလည်းပြောလိုက်ဟော်ရီစေးကြိတ်တောင်လာတဲ့သူအသေးပဲလို့ကြားလာကောင်းလေး နင်းသွားတော့အဲဒီလိုပြောတယ်တဲ့ညနေလဲနောက်လဲမကြည့်ရောပဲတချိုးရဲပြေးတာရွာရောက်တဲ့အထီပဲတဲ့ဗျရွာရောက်တော့ကောင်းလေးခင်ဗျာတတိလစ်သွားလို့မနေ့ကိုနှာနဲ့ယူရတဲ့ဆရာကြီးရဲ့ဆရာကြီးကကိုပုံရဲ့စကားကိုကြားတော့တခုခုစဉ်းစားနေရဲ့ပြီးရောမှမောင်ပုံမင်းပြောတဲ့စေးကြိတ်တောင်မှကိုဝေးတွေအရေးကြီးရဲ့ကိစ္စတခုလုပ်နေပုံရတယ်ကွာဗျာဘလို့ကိစ္စများလို့ဆရာကြီးကျွန်တော်တို့ရွာတွေမှာအနေရတွေပါတယ်များရှိသလားဆရာကြီးရှိပါပြီလားမောင်ပုံရဲ့ ကဝေးဆိုတာလူတွေကိုဒုက္ခပေးဖို့တတ်တတ်ပဲကွသူတို့ကိစ္စမှာအနှောင့်အယှက်ဖြစ်သွားလို့ကတော့ရွာလုံးကျုပ်ဒုက္ခပေးကြတာကျုပ်တော်တော်များများကိုတွေးခဲ့ဘူးပါလေဟွန်းဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆရာကြီးကျုပ်လည်းအဲ့ဒါကိုတွေးနေတာမောင်ပုံရဲ့ကျုံစိတ်တင်ပြောရရင်တော့ဒီကဝေးမတွေကအစောင့်ချက်အဆင်မရှိရသူတို့ထက်အများကြီးအဆင်မြင့်တဲ့ကဝေးသခင်ကြီးတို့ကဝေးသခင်မကြီးတို့ဆိုတာတွေရောက်နေရဲ့ပုံပဲဗျာဒါဆိုရင်ကျွန်တော်တို့ရွာသားရဲ့ဒုက္ခရောက်ပါပြီဗျာမစိုးရိမ်ပါနဲ့မောင်ပုံ ကြုံလိုက်ခဲ့ပါမယ်။ဝမ်းသာလိုက်တာစီယာကြီးရဲ့ကိုမောင်ပုံးဆိုတဲ့လူကသူ့နှကမ်းမွေးကားသွားအောင်ပြုံးပြုံးကြီးလှုပ်ပြီးပြောတာပြို့တကယ်ဝမ်းသာသွားတဲ့ပုံပဲဗျ။နေပါဦးမောင်ပုံးရဲ့အဲ့ဒီစေးကြိတ်တောင်မင်းအနေနဲ့နှံ့နှံ့ဆန်ဆန်ရှိရလား။ရှိပါပြီလားစီယာကြီးရဲ့ကျွန်တော်ငငယ်ရနွားသွားကြောင်းနေကြပါ။အဲ့တော့ဆိုရင်မင်းကိုကြုံတခုမေးမယ်။ဟုတ်ကဲ့မေးပါစီယာကြီး။အဲ့ဒီစေးကြိတ်တောင်မှာတဘာဝကူတွေဘာတွေရှိသလားကွ။တဘာဝကူဟာ ရှိတာပေါ့ဆရာကြီးရဲ့စေကျိတ်တောင်ကပန်းမှာကုတခုရှိရဲ့ဂူဝါးကိုတော်ရုံလို့မမြင်ရဘူးတစ်ပိနေချုံတွေတွေပိတ်နေရကျွန်တော်သာဆက်စုတဲ့ကောင်မလို့တစ်ခါတစ်ခါအထဲဝင်မှုတာဗျအဲ့ဒီဂူဝါးတော်တော်ကျဲသလားကွယ်ကျဲတယ်ဆရာကြီးရဲ့အထဲမှာလှိုင်ကောင်းတစ်ခုလည်းရှိရဲ့အဲ့ဒီရသွားရင်ဘယ်တိရောက်လဲတော့မသိဘူးဗျအင်းမောင်ပေါ့မှတ်မိသေးလားကွယ်အဲ့ဒီကူထဲမှာဘာတွေတူးတူးကြကြတွေ့ခဲ့တော့ဆိုတာကြာတော့ကြာပြီဆရာကြီးရဲ့နေအောင်ဗျ ဂူထဲမှာရေကန်လိုလိုရေအိုင်လိုလိုတခုရှိရဲ့အဲ့ဒီရေကန်ပေးမှာထင်းချောင်းနဲ့မီးပို့ထားတာတွေ့ဘူးတယ်ဗျဟိုတော့ကလူတွေခྱི་ကြုံလိုဝင်နာတာထင်ပါရဲ့ဟုတ်ပြီမောင်ပုံးဟုတ်ပြီဆရာကြီးမှန်းမိပြီကွဘာများလို့ဆရာကြီးရဲ့အစင်းတော်တော်မြင့်တဲ့ကဝေတရားဂူအောင်မီထုံကူးတာဖြစ်လိမ့်မယ်ဒါကြောင့်သူတို့သခင်ကဝေကြီးလားကဝေမာကြီးလားတော့မသိဘူးထုံအောင်မို့ဝိုင်းပြီးစောက်ကြက်နေပုံရတယ်ဒီချိန်မျိုးဆိုတာဆက်ဆက်ထိမခံကြဘူးမင်းပြောတဲ့ငနီလေးဝါးနဲ့ရောက်သွားပြစ်လိုက်တည်းရ ကံကောင်းလို့တတ်မပြစ်တာဟဲ့ဓာတာမင်းတို့ရွာဘာရွာခေါ်တော့ပြီးတော့အဲ့ဒီနောက်မှာရွာတွေကဘလောက်များရှိရောကျွန်တော်တို့ရွာငှက်ကြရွာကျွန်တော်တို့ဟိုဘက်မှာကန့်တောင်အလဲတောင်နဲ့နဘူးရွာတော့ရှိရဲ့ကျွန်တော်တို့ရွာကစေးကျိတ်တောင်နဲ့အနီးဆုံးပဲဗျ။အင်းကဝေတခင်ကြီးထုံမအောင်လို့ကတော့အဲ့ဒီနာရွာတွေကိုဝင်ပြီးငွေကြာနှောက်ကြဒုက္ခပေးကြတော့မှတိတ်ကြတယ်။ဟင်ဟုတ်လားဆရာကြီးဟုတ်ပါပြီလားမောင်ပုံရဲ့ဒီအတွက်တော့မပူနဲ့ ကျုပ်ကလှုပ်ပြီဆိုရင်အမှုတ်တော်မကြမ်းလက်စတုံးပြစ်တဲ့သူပါဆရာကြီးဒီကိစ္စကိုဆရာကြီးနဲ့ကျွန်တော်နှစ်ယောက်တည်းနဲ့နိုင်မမလားကိုဝေမတွေငါးယောက်ကလည်းရှိနေရဲဆိုတော့ရပါလေကွယ်နုံဖရဲ့မင်းကိုဆရာကြီးပေးထားတဲ့ပညာတွေနေတော့တာမှမဟုတ်ပဲဟွန်းနုံဖဒီတခါတော့နာနာရုပ်အတက်တွေရုပ်ပြောင်းရုပ်လည်းအတက်တွေတုံးရတော့မယ်တင်တယ်ဟွန်းဟုတ်လားဆရာကြီးအေးအဲ့ဒီပညာတွေလည်းနှိုးထောင်းနုံဖရဲ့ဆရာကြီးကပြောတဲ့နာနာရုပ်တို့ ရုံပြောင်းရုံလွယ်လို့ဆိုတာတွေတာတီဘာမှနားမလည်ဘူးဗျ။တာတီတို့ရုံးကိုရောက်ကြပြီ။ကိုပုံတို့ရွာငှက်ကြရွာအောင်မရောက်ခင်မှာနဘူးတို့အလဲတောင်တို့ကန်တောင်တို့ဆိုတဲ့ရွာတွေကိုကြုတ်တို့ဖျက်ကြရတယ်။ဆရာကြီးကလမ်းတစ်လျှောက်လုံးမှာရွာတွေကိုအာရုံခံကြည့်ရဲ့ဗျ။မောင်ပုံရေဒီရွာတွေမှာတော့ရွာခံကွေမရှိပါဘူး။စုံးလောက်ပဲရှိပါတယ်။อืมစုံးဆိုတာကတော့ရွာတွေတော်တော်များများမှာရှိကြတာပါပဲ။ဟုတ်ကဲ့ဆရာကြီး။ဒါဆိုရင်ဒီကွေတွေဘလို့ဖြစ်လို့ကျွန်တော်တို့ဘက်ကိုရောက်လာကြတယ်မသိဘူးနော်။ ဒီလိုဖြစ်နေမဲကွအဲဒီစေးကြိတ်တောင်ဝကူကြီးကဟိုရင်ကလေးကကဝေကြီးရဲ့ပညာအမြင့်ဆုံးတက်တဲ့နေရာဖြစ်နေမယ်ဒီလိုအစင်းမြင့်ကဝေဖြစ်ဖို့ကတိတ်မလွယ်ဘူးလေဒီတော့ဒီဘက်ကိုတိတ်မရောက်လို့ဖြစ်မှာပေါ့ဆရာကြီးဟိုရှေ့ရရွာကျွန်တော်တို့နေရဲ့ငှက်ကြရွာပဲဗျဟိုရှေ့မှာမြင်ရတဲ့တောင်ထုတ်ကြီးကစေးကြိတ်တောင်ကြီးနေဆရာကြီးရဲ့ဩစေးကြိတ်တောင်ဆိုတာဒါ哦ဆရာကြီးကမိုင်းညို့ညို့တောင်ကြီးကိုလှမ်းကြည့်ရဲ့ဗျကျုပ်တို့လည်းကြည့်ကြတာပေါ့တောင်ကအတော်လေးကြည်တာပဲ မြင့်တယ်မြင့်တယ်တောကလည်းထူပါဗျဒီလိုနဲ့ကျုပ်တို့တွေကိုပုံတို့အိမ်ကိုရောက်လာကြတယ်ဗျကိုပုံကလူပြိုကြီးပဲအဖေကိုအမေကိုလောက်ကကျွေးနေရဲ့သူတဲ့ဗျသူ့မှာကိုရုံတို့ခေါ်တဲ့ညီတယောက်ရှိရဲ့သူနေတော့ရုပ်ချင်းခက်ဆင်စင်ပဲကိုပုံတို့အိမ်ကြီးကတော်တော်ကျဲတာဗျလူလူလက်လက်ကိုနေလို့ရတယ်မောင်ပုံရဲ့မင်းပြောတဲ့နွားចောင်းသားငနီကိုတွားခေါ်ခြင်းအခြေအနေလေးခံမှန်းလို့ရတာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ခဏဆိုရင်တွားခေါ်လိုက်ပါမယ်ဆရာကြီးရဲ့အမောပြေအောင်စိတ်နှုတ်တော့ကြပါ ဒါကျွန်တော်တို့ခြံထွက်ပါပျော်ပြီးတော့ကိုပုံနဲ့ကိုယုံကကျုပ်တို့ကိုစိတ်နှုတ်နဲ့ဧည့်ခံတယ်ပြီးတော့ကိုပုံကကိုရုပ်ကိုလှုပ်ပြီးငနီကိုခေါ်ခိုင်းတယ်ဗျကဲဆရာကြီးဟောတာကငနီပါပဲကိုဝေမရီကိုတွေးခဲ့တဲ့ဟာသူ့ပဲဗျကိုရုပ်ပြန်လာတော့အသက်15နှစ်လောက်ရှိရဲ့ကောက်လေးတယောက်ပါလာတယ်ငနီလားကွဟုတ်ပါလေဗျမင်းကစေးကျိတ်တောင်သွားတော့ဘာတွေတွေးခဲ့တော့ကွလဒါကြီးငါးကောင်ပြန်နေရတွေ့ရဲ့ဗျအေးဒီတော့မင်းကဘာလုံးလိုက်တော့ကျုပ်လေးကွာနဲ့ လရတကာကိုပြစ်လိုက်တယ်ဗျတိရောတိရဲ့နာကွဲ့ထိပါဗျာဘုံဝင်နဲ့ထမိွားတာအဲရီရောဘာဆက်ပြစ်တော့လရကြီးရဲ့ကျုပ်စီကိုထိုးစင်းလာတော့ကျုပ်ထွက်ပြေးတာဗျဒါမှမလွတ်ပါဘူးဗျကျုပ်ကိုသူတို့ကဝိုင်းလိုက်ကြတာပြီးတော့မိမတွေဖြစ်သွားအောင်စပေဘာလျာကြီးရဲ့နဲ့ဗျရုပ်ဆိုးဆိုးကြီးရဲ့နာငနီရဲ့ရုပ်ဆိုးဆိုးကြီးရဲ့မဟုတ်ဘူးဆရာရဲ့မိမ၅ယောက်စလုံးရုပ်ချောချောတွေကြီးပဲအင်းကြီးထမေရလည်းတောက်တောက်ပြောင်ပြောင်ဝေးစားထတာဗျအင်း တင်တဲ့အတိုင်းမှာပဲနှုတ်ဖားရဟွန်းဆရာကြီးဘယ်လိုတင်ထားလို့လဲအဲ့ဒါကကဝေသခင်ဆိုတာပဲပညာအထုတိတ်ရဖို့ဒီမှာလာပြီးကူအောင်တာကူအောင်ပြီးထုတ်ကူတာပေါ့ဒီကဝေအသက်လည်း၃၄ရာတော့ရှိနိုင်မယ်တင်တယ်ညနေပြောတဲ့ရုပ်ချောချောကဝေမတွေကသူ့မယားတွေပေါ့သူ့ထုတ်ကူတာအောင်မို့သူ့မယားကဝေမ၅ယောက်ကအသက်ပေးပြီးကာကွယ်နေကြတာပေါ့ဒီကဝေမိန်းမ၅ယောက်တောင်ယူထားရလားဆရာကြီးကျောက်ကဝင်းမီမေးလိုက်တာဗျမောင်တာတည်းရဲ့ တချို့ကဝေတွေဆိုရင်ယူထားတဲ့မိမတွေရှိရမရှိနိုင်ဘူး။ဟောဒီလိုနှုံဖကျုပ်ထဲ့ခိုင်းထားတဲ့တန်ကဝေရောက်နေကဝေလေပြက်ဘလူးရောက်ကောပါလာရဲ့လား။ပါပါလေဆရာကြီးကျွန်တော်တေးသေးချာချာကိုထည့်ယူခဲ့ပါတယ်။အေးအေးဟုတ်ပြီနှုံဖအင်းတော်တွေစေးတော်တွေရောစုံအောင်ယူခဲ့ရဲ့လားကွ။ဆုံးပါတယ်ဆရာကြီးအားလုံးဆုံးပါတယ်ကောင်းပြီကောင်းပြီဒီပွဲမှာလွယ်လွယ်တော့ရမှာမဟုတ်ဘူးနော်ဗျပြီးတော့ညံ့ညံ့တတလုံးလို့လည်းရမဲ့ပုံမပေါ့ဘူးကွအစားစားရရတော့တတိထားကွ မောက်တာတီကိုတန်ကဝေစေးတော်ကြီးနည်းနည်းတိုက်ထားလိုက်စမ်းလို့မှတန်ကဝေစေးတော်ကြီးတောက်ထားလိုက်ရင်မောက်တာတီကိုဘလူကဝေမျိုးမှဒုက္ခပေးလို့မရတော့ဘူးကွနည်းနည်းမှမကြောက်နဲ့မောက်တာတီဟုတ်ကဲ့ပါစီအိုင်ကြုံမကြောက်ပါဘူးအဲရီလိုကြုံကပြန်ပြောလိုက်တယ်ဗျဒါပေမဲ့ကြုံစိတ်ထဲမှာတိနေရလေဒီတခါစီအိုင်လိုက်မဲ့ကဝေကပေါ်သေးသေးမဟုတ်ဘူးဆိုတာပေါ့စီအိုင်ကိုယ်တိုင်တော်တော်စဉ်းစားချင်းချင်းနေပုံမွဲဗျနောက်တနေ့ပနက်ကျုပ်တို့အိမ်ရာနူးရုံရှိသေးတယ် ဆရာကြီးကဖျားကန်ထွက်မလာသေးဘူးကိုပုံကိုပုံရှိလားဟိအောက်ကနေကြားလိုက်ရတယ်ဗျအိမ်တန်းခြေတန်းရှိအိမ်ကြီးဆိုတော့ကျောက်တို့အားလုံးအိမ်မော်တက်မှာပေါ့ဘသူတော့စုံစုံစည်းစည်းပါလားမောင်းယုံလားငါပါကမောင်းမူးပါမင်းကိုရောရှိလားရှိပါတယ်ဗျအဲ့တဲ့တွေစားဖို့မနှံစောဥထားပြီးကောင်းချင်းပေါင်းတာအိမ်နာဝင်သွားလို့ရှိမယ်ကိုမိုးကြီးလာလေအပေါ်တက်ခင့်အေးအေးအဲ့တဲ့တွေရှိရကျောက်ကအားနာလို့ပါရပါတယ်ဗျလာပါလာပါ ကိုမိုးဆိုတဲ့သူအိမ်ပေါ်ရောက်လာတယ်ဗျ။အရက်ပူပြက်ပြက်သပင်ပုတ်တန်းနဲ့အသက်၄၀လောက်ရှိမယ်ထင်တယ်။ဟောကိုမိုးပါလား။စောစောစီစီဘယ်သွားမလို့တော့။နောက်ဘေးကြောင့်ကထွက်လာတဲ့ကိုပုံကကိုမိုးကိုစီးကြိုလိုက်တယ်ဗျ။မင်းစီလာတာမောင်ပုံရဲ့ကိစ္စရှိလို့ငါညီရ။ဘာများလို့ကိုမိုးရဲ့ကိစ္စရှိရပြောပါဗျ။ကိုမိုးဆိုတဲ့လူကကျုံနဲ့ဆရာနုဖောက်အကဲခက်ကြည့်လိုက်တယ်။ပြောတယ်မပြောတယ်စဉ်းစားနေရပုံပဲကိုမိုးဒါဆရာရီပါကျုပ်တို့စေးကြိတ်တောင်ကိစ္စအတွက် ြုတ်သွားပင်လာတဲ့ဆရာတွေပါကိုဘုံကကြုတ်ကိုပါဆရာတင်နေရနဲ့တူပါတယ်အေးအခုလေစေးကြိတ်တောင်ကိစ္စပဲဟင်ဘလို့ဗျစေးကြိတ်တောင်ကိစ္စဟုတ်လားအေးမင်းကပြောစုမှာတော့ပြောဖို့ပေါ့ကွာဒီလိုဟဲ့မောင်ပုံရွာနာပေါင်းကဥစိန်တို့ဒေါ်တုတ်တို့တမိတင်းကြည့်လေကိုမင်းသိရမလားဟောကိုမိုးကြီးနဲ့တရွာထဲနေရသူတွေမသိရှိပါမလားတင်းကြီးဆိုတာညူညူလေးမလားဖြူဖြူကလေးမှပဲသူတို့မယ်ညီမနှစ်ယောက်ရှိရမလားအေး ညူညူကလေးမှတဲရီကွဖြူဖြူကလေးမှမှတင်းကြီးငါခုပြောတာအဲ့ဒီဖြူဖြူကလေးမှကွဟွန်းအဲ့ဒီကလေးမှရုပ်တော်လေးချောတာပဲလုံးကြီးပေါ့လားဗျကိုမူးကြီးရဲ့ဘာဖြစ်လို့လဲမနေ့ကမင်းတို့ဒီရွာမရောက်ခင်ရွာပေါ်မှာလရာသုံးကောင်ဝဲနေရရွာသားတွေရာကြောက်လို့အိမ်ပြင်ကိုမထွက်ရကြဘူးနောက်တော့အဲ့ဒီကလေးမှတင်းကြီးဆိုတာရာလေးကနေရွာကိုပြန်လာမှလရာကြီးတွေရာသူ့ကောင်ပေါ်မှာခန့်နှိမ့်နေဝဲနေရဆိုပဲခဏကြာတော့ အဲ့ဒီလဒါကြီးရဲ့ပြန်နေရတော့ကိုတင်းကြည့်ရလိုက်သွားတယ်ဆိုပဲဟာဟုတ်လားရွာလူတွေလမ်းမဆွဲကြဘူးလားဗျမောင်ပုံကလူတွေကအိမ်ထဲရတော့အပြင်ရောမထွက်ရဲကြပါဘူးဆိုမှအေးပြောပါဦးကိုမိုးရဲ့နောက်ဘာဖြစ်တုံးအဲ့ဒီကလေးမလေးစေးကျိတ်တောင်ပဲရောက်သွားပြီးပျောက်သွားတယ်လေညာစောင့်နေကြတာတညာလုံးပြန်မလာဘူးဒါကြောင့်ဒီတဲ့င်းမင်းကိုလာပြောတာကွအိုးဘလို့ဖြစ်တာတုံးဗျကျုပ်တို့ရွာသားတွေရောဒုက္ခရောက်ပြီးထင်ပါရဲ့ဗျတိတ်လဲမစိုးရိမ်ပါနဲ့မောင်ပုံက ဒီကိစ္စတွေကိုကြုံနှိမ့်နေမှာမယ်။မင်းတို့ပြောနေရပြီဖျားကန်းနေရနေကြုံအားလုံးကြားပြီးပါပြီ။ဖျားကန်းနေရထွက်လာတဲ့ဆရာကြီးကခေါင်းရင်းပတ်မှာခင်းထားတဲ့တင်ပြူးဖြာလေးပေါ်မှာတင်မလီခွေဝင်းထိုင်လိုက်တယ်ဗျ။မောင်မိုးဆိုတဲ့လူလဲဆရာကြီးကိုပြန်ပြတယ်လဲရှစ်ခိုးတော့တာပဲ။ကိုပုံတို့ကိုယုံတို့ညီကိုတွေလည်းရှစ်ခိုးကြတယ်။အဲ့ဒါကူအောင်နေရဲ့ကဝေသခင်ဆိုတဲ့အကောင်ကသူ့ရဲ့ပညာအထုတဲ့ရောက်တဲ့ပွဲမှာကျင်ရအသေးတယောက်တော်ကောင်းမယ်ဆိုတဲ့သဘောပေါ့။ အဲ့ဒီကလေးမလေးကရုပ်ချောချောလေးဆိုဟုတ်ပါရဲ့ဆရာကြီးအေးအဲ့ဒါသူ့ဥယျာဉ်မယား၅ယောက်ကသူတို့လင်ကဝေကောင်အတွက်နောင်မယားတယောက်ရှာပေးရတာကွဒါဆိုရင်ဒီကဝေကဒီနေ့မနေ့ပြန်ကူးထွက်တော့မှာကွအဲ့ဒီကလေးမလေးကိုကဝေမတွေကစေးတိုက်ကြမှာကလေးမလေးကအဲ့ဒီစေးတောက်ပြီးသူ့နောက်ကျောင်းလေးကိုဘာမှတတိမရတော့ပဲနဲ့အဲ့ဒီကဝေကောင်ရဲ့မယားအဖြစ်ရောက်တော့မှာပြီးရင်ကဝေပညာတွေသင်ပေးပြီးကဝေမတကောင်ဖြစ်လာမှာပေါ့တင်းကြည့်နေတော့ဒုက္ခရောက်ပါပြီပေါ့ကွာ ကိုမိုးဆိုတဲ့သူကဝမ်းနဲ့ပက်လက်ပြောတယ်ဗျကြုံလဲကြားရတာတော်တော်စိတ်မကောင်းဖြစ်သွားတယ်ကဝေရီကိုလည်းတက်ပြစ်ချင်းစိတ်တီးကိုပေါ့နေရပြုကဲကျုပ်တို့အတွက်အချိန်ကြပြီကွကဲနုံဖပစ္စည်းတွေစုံအောင်ယူတော့မောင်တာတရမင်းစီအောင်ကုလိုက်ကွပြီးရင်ကျုပ်တို့စေးကြိတ်တောင်သွားကြမယ်မောင်ပုံကတော့ကျုပ်တို့ကိုလိုက်ပြီးလမ်းပြမှဖြစ်လိမ့်မယ်ဘလို့လဲမောင်ပုံလိုက်မယ်မို့လားဆရာကြီးကကျွန်တော်ကဒီပွဲမျိုးနှွှဲကျင်နေရဗျာ ဒါဆိုရင်ခီးထွက်ဖို့ပြင်ပေတော့မောင်းပုံရဲ့တကယ်တော့စေးကျိတ်တောင်နဲ့ငှက်ကြရွာနေရတိတ်ဝေးလာတာမဟုတ်ဘူးဗျအများဆုံးရှိမှခွေးတက်ဟောင်းမှာပဲဆရာကြီးရဲ့ဆရာနုံဖရဲ့ကျုပ်ရဲ့ကိုပုံရဲ့တောင်ကျောက်တော့ကိုပုံကတောထူရဲ့လမ်းကိုရွေးပြီးတောင်မုံတက်လာခဲ့ကြတယ်ဗျကျုပ်တို့တောင်ကပန်းရောက်တော့တွေ့ပြီပြုလဒါကြီးရဲ့အားလုံး၅កောင်မြတောင်ကပန်းမှာဝဲနေရပြုကျုပ်တို့ကခြုံပုတ်တင်တော့မှပုန်းနေကြတယ်အဲ့ဒီလဒါတွေဝဲနေတဲ့နေရာမှာဂူကြီးရှိရဲ့ဆရာကြီး အေးတေးကြတာပေါ့ကွကဲကျုပ်တို့ဒီနေရာမှာခဏနားကြဆိုဟဲ့မောင်တာတရခြုံနေရနေထောင်လန်းနေကွတိတ်လုံးလုံးရှာရှာတော့မလုံနဲ့ကိုဝေမတွေချက်ချင်းရောက်လာလိုက်မယ်ဟုတ်ကဲ့ပါစီအိုင်ကဲမောင်ပုံမင်းယူလာတဲ့ကောင်းချင်းမောင်ထုတ်ကွအစာပြေနည်းနည်းစားလိုက်ရအောင်မူးတဲချိန်ကျရင်ကျုပ်တို့လုပ်ငန်းစကြတာပေါ့ကိုပုံကသူ့ယူလာတဲ့ညပြောဖတ်ထုတ်ကျိုးဖြီပြီးကောင်းချင်းမောင်နဲ့ဆက်သားကြောင့်မိဖို့ကိုဆရာကြီးတို့ကိုကျွေးတယ်ဗျ ျုပ်ကတော့ရွာမထဲကအဝါကျိတ်ခဲ့တော့မစဘူး။ကျုပ်ကကင်းဆောင်နေရပေါ့ဗျ။လဒါအင်းကားကောင်ကတော့တစ်ပိနေပေါ်မှာဝဲနေရပြု။ကျုပ်စိတ်ထဲမှာတင်းကြည့်ဆိုတဲ့ကလေးမအူဘယ်မှာများထားလဲဆိုတာတွေးနေမိရဲ့ဗျ။ဟော၊ဆရာကြီး။လဒါကြီးရရောပျောက်သွားပြီပြု။ဟွန်းဟုတ်လားမောက်တာဒီဟုတ်သားပဲကွယ်ကဝေမရီအနားယူနေရတင်နေငုံတဲကြိမ်ဆိုရင်ကဝေရီကအားချိနေတယ်လေခုမွန်းတဲကန်နေပြီလေကဲဒီကြေရကျုပ်တို့သွားဖို့အကောင်းဆုံးချိန်ပဲမောင်ပုံရင် ကူစီကိုအမြန်ရအောင်သာသွားပြီးတော့ကူဘဝရှိရလမ်းပြကျုပ်တို့ကနောက်ကလိုက်တွဲလိုက်တဲ့ခြေရောက်တွေဆိုတာမပြောပါနဲ့ရောဗျာကွန်းတရညက်တတဆိုကူနာကိုကျုပ်တို့ရောက်သွားတာပဲကူနာမှာကိုဝေမရရဲ့အရေးရောင်တော့မတွေ့ရဘူးဗျကျုပ်တို့ဆရာတပည့်တွေကူနဲ့မလန်းမကန်းမအตาရက်ပြီးအကဲခံနေရောဝီ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 ဆိုတဲ့အတန်းနဲ့ကျုပ်တို့ခေါင်းပေါ်ကကြားလိုက်ရတယ်ဗျဟာဘာတန်ကြီးရေလဲဗျကျုပ်ပါဇက်ကလှုပ်ခနဲပြောလိုက်တော့ဆရာကြီးကမောင်ပုံနဲ့မောင်တာလေးနောက်ကိုနည်းနည်းစုံနေ ကဝေးမငါးကောက်ကျုပ်တို့ကိုတွေ့သွားပြီအဲ့ဒါသူတို့ရဲ့စက်တွေလွတ်နေရနောက်ဆုံးနေကြကျုံနေကူပုံနောက်ကိုချင်းနယ်လန်းလောက်ဆုတ်လိုက်ကြရဲဗျထိန်မင်းတပင်ပေးပါအသာကတ်နေလိုက်ကြတယ်ဆရာကြီးရောဆရာနူဖောက်ရောလဝါနှစ်ဖက်ကိုပို့ပြီးမန်တန်နေရွနေကြရဲဗျဟာလာကြပြန်ပြီပြုဘာမှမမြင်ရပေမဲ့ကြားရတဲ့အတန်ကြီးကကြောက်ဆရာကြီးပြုဟောလှုပ်လိုက်ပြီပြုဆရာကြီးတို့နှစ်ယောက်လက်တွေကိုအပေါ်မြောက်ပြီးကြက်ချေကဲပုံစံလှုပ်လိုက်ကြရဲဗျဟာ စောစောကဘာမှမမြင်ရတဲ့ကျုပ်တို့ခေါင်းပေါ်မှာအေးအောင်နဲ့ဝင်းကနေဝင်းကနေဖြစ်သွားတယ်ပြို့ပြီးတော့ဝီ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 ဆိုတဲ့အတန်ကြီးကလည်းပျောက်သွားတယ်ဗျကဲထွက်ခဲ့ကြစမ်းထွက်ခဲ့ကြစမ်းဆရာကြီးရဲ့အတန်ကြီးထွက်လာလို့ကျုပ်တို့လည်းဟိုကြီးကြီးကြီးတီးလိုက်တဲ့အခါကိုပုံပြောတဲ့ဂူရှိရယ်ဆိုတဲ့နေရာကနေမိမတွေထွက်လာကြတာပြို့အားလုံးပေါင်း9ယောက်ဗျငဏီပြောတာဟုတ်သားမိမ9ယောက်လုံးမိမချောတွေပဲလုံးကြီးပေါင်းတာတွေကြီးပဲဆရာကြီးကိုစူးစူးဝါးဝါးကြည့်ကြတယ် ကြီးရတာဆရာကြီးကိုနည်းနည်းမှဂယုစိုက်တဲ့ပုံမပေါ့ဘူးရှေ့ကိုတလန်းချင်းတိုးလာကြတယ်ဗျဟောဆရာကြီးနဲ့ဝါတရိုက်လောက်အကွာကိုရောက်တော့အားလုံးရက်သွားပြီလက်ဝါးတွေပုတ်နေကြတယ်မဇက်ကလည်းတူတူတူယွနေကြတာဗျဟာပြစ်လိုက်ပြီဗျလက်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 နဲ့အလင်းတန်းလေးတွေဗျဆရာကြီးကသူ့ရဲ့ညာဘက်လက်ဝါးကိုဖြတ်ပြီးကားလိုက်တယ်ဗျတလက်လက်နဲ့ပြေးလာတဲ့အလင်းတန်းလေးတွေနဲ့တုံကနေရက်ပြီးဖုံးကနေအတန်အင်းမြည်ပြီးအခိုးတွေထွက်လာတယ်ဗျကွေမ၅ယောက်ကနောက်ကိုချင်းနယ်လမ်းလောက်ဆုတ်သွားကြတယ် ဆရာကြီးတို့လည်းမိဝင်ဝင်တောက်နေရဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြတယ်ဗျပြောအောင်မပြုကဝေမ9ရောက်စလုံးအပေါ်အနက်အောက်အနက်ဝစ်ထားတာအားလုံးအနက်ရောင်နေပြီပဲဟောတယောက်ကလဝါနှစ်ဖက်ကိုဖြန့်ခန့်ပေးလိုက်တယ်ကျန်တဲ့လူယောက်ကသူတို့လဝါတွေကိုစောစောအားလိုပဲပို့ပြီးလက်နှစ်ဖက်ဖြန့်ထားတဲ့ကဝေမရဲ့လက်ထဲကိုထည့်နေကြတာဗျဟောဟောလဝါဖြန့်ထားတဲ့ကဝေမအားလုံးကိုစုယူလိုက်ပြီးဆရာကြီးစီပြစ်ပြီးဗျဟာဒီတကတော်တော်ကိုအယောင်နေလက်တယ်ဗျ ဆရာကြီးလက်ထဲမှာ6ဒေါ်လာ1ဒေါ်လာမသိဘူးဗျ။အသင်ကံပြီးစောင့်နေရ။ဟောဆရာကြီးပြစ်လာပြီဗျ။ဟာကဝေမရေပြစ်တဲ့ကဝေစံနဲ့ဆရာကြီးပြစ်တဲ့6ဒေါ်ကြီးနဲ့ထိတ်တိုက်တွေ့ပြီးအတန်ကြီးမြည်သွားတာဗျ။ဟောကဝေမရေဖင်ထန်ရဲ့လဲကုန်တာဗျ။နွန်ဖတန်ကဝေပေးစမ်းဟိ။ဆရာကြီးကလဝါပြန်ပြီးတောင်းနေဗျ။စီယာနုဖားကလည်းအစင်သိမှာပဲစေသားနဲ့ထုထားတဲ့တန်ကဝေရုပ်လေးပြရွှေချထားတာလေအဲဒီရုပ်ကလေးဆရာကြီးလက်ထဲကိုထည့်ပေးလိုက်တယ် ဝုန်းစုံမြည်သွားတဲ့ချိန်မှာထွက်လာတဲ့အခိုးရီကကဝေမရီကိုဖုံးသွားတယ်ပြို့ဟာကဝေမရီပြေးပြီပြို့လက်သားငှက်တွေပုံပန်းစင်းပြီးပြန်ထွက်သွားကြတာပြို့သူတို့ကိုယ်တွေပြီးမှလည်းအယောင်နဲ့တဝင်းဝင်းနေပြအေကန်နာကဝေဆက်တွေဖြန့်ထားတာတင်နေစီအာကြီးကတန်ကဝေရုပ်လေးကိုလက်ဝါးပေါ်မှာတင်ပြီးမန်တန်ယွတ်နေရပြဟောတန်ကဝေရုပ်လေးကအယောင်နဲ့တဝင်းဝင်းထွက်လာပြီပြို့ဒါတန်ကဝေဆက်ဆိုတာတင်နေပြဟာတန်ကဝေရုပ်လေးပျောက်သွားပြီပြို့ ဆရာကြီးကပြန်ထွက်သွားတဲ့လဒါအီးငါးကောင်စီကိုလက်ညှိုးထိုးထားပြီးတော့အတင်တန်ကဝေလူတွေကိုဒုက္ခမျိုးမျိုးပေးနေရဲ့ကဝေတခင်ရဲ့မယားငါးရောက်ကိုတင်ကိုယ်တိုင်နှိမ်နေလိုက်ပြီးတော့ဆရာကြီးရဲ့အမိတ်ပြန်စကားဆုံးတာနဲ့လဒါအီးငါးကောင်ကကောင်းကင်ကနေဆောင်ထိုးကြီးရဲ့ထိုးကြလာတယ်ပြုတ်ဟာလေထဲမှာနေမိရေတောက်သွားရောပါလားလဒါငါးကောင်တော့မိရေဟုံဟုံတောက်ပြီးပြုတ်ကျသွားပြီဆရာကြီးကသူ့လက်ကိုရှေ့ထုတ်ပြီးလက်ဝါးတွေဖြန့်ထားတယ်ဗျဟောလာပြီလာပြီ အယောင်နေတဝင်းဝင်းနဲ့တန်ကွေရောက်နေပြန်လာပြီပြုဆရာကြီးရဲ့လဝါးတွေကိုဘုတ်ကနေကြလာတာစောစောအားလိုပဲတာမန်အယုံလေးတယောက်အတိုင်းပဲဘာမှမထူးခြားသလိုပဲဆရာကြီးကရွှေချထားတဲ့တန်ကွေရောက်လေးကိုဆရာနုံဖောင်းလှမ်းပေးလိုက်တယ်ဆရာနုံဖောင်းရိုရိုတေးသေးနဲ့လှမ်းယူပြီးလွယ်အိတ်သေးကိုထည့်လိုက်တယ်ကဲနုံဖောင်းဂူရဲဝင်ပြီးဂူအောင်းနေရဲ့ကွေတခင်ကြီးဆိုတဲ့ငရဲကောင်ဒီပြင်ရအောင်ခေါ်ခဲ့ပြီးတော့ဟုတ်ကဲ့ဆရာကြီးမောက်တာတရားဆရာနုံဖောင်းစီက နေကြီးရိတ်စင်ပလီုံယူပြီးဂူဘေးမှာကပ်ပြီးပုံနေကွမောင်ပွားမောင်တာတီနဲ့လိုက်သွားကိုဝေကောင်နုဖအပြင်ရအောင်ခေါ်ထုတ်လာတဲ့အခါမောင်တာတီကဂူထဲဝင်ပြီးဟိုကလေးမကိုရှာကွတွေ့လိုက်မယ်သူမျက်နှာကိုနေကြီးရိတ်စင်နဲ့ပြန်ပြီးတော့အထက်စီယာကြီးအမိတ်မူလာအတိုင်ပြန်ရောက်စေလို့အမိတ်ပေးလိုက်ကလေးမတတိယလာလိုက်မယ်ကလေးမလေးဘာမှမဖြစ်သေးဘူးကွချက်ချင်းဂူတွေကခေါ်ထုတ်ခဲ့ပြီးရင်မောင်ပွားကိုအဲ့လိုက်မောင်ပွားကလေးမလေးကိုခေါ်ပြီးရွာရောက်ပြန်ပြီးတော့ ကျုပ်တို့ကကိစ္စအားလုံးပြီးမှလာခဲ့မယ်ကြားလားဟုတ်ခဲ့ပါဆရာကြီးကျုပ်ရောကိုပုံမှာပြိုင်တူပြောလိုက်တာဗျပြီးတော့ဆရာနုံဖပရဲ့နှက်ကြီးရိတ်စင်ပလင်းကိုယူပြီးကိုပုံနဲ့ကျုပ်နဲ့ကကူဝေးမှာကပ်နေကြတယ်ဆရာနုံဖကတော့ရဲရဲဝုံးဝုံးပဲကူတဲ့ဝင်သွားတယ်ပြို့အမလီကူရဲကကြားဟင်းတန်ကြီးနှစ်တန်မျိုးနဲတဲ့အတန်ကြီးရေမဟုတ်ဘူးဗျကျုပ်ဆိုတာကြောထဲမှာစိတ်ကနေစိတ်ကနေဖြစ်သွားတာကိုပေါ်ကြီးရောမျက်နှာတေးသေးလေးရှိရတာပြို့ကူရဲမှာကြားဟင်းနှစ်ကောင်ကိုက်နေကြတာဟာ ပြေးပြီပြို့ပြေးပြီလိုက်တယ်ပြို့ရှေးရကြာကြီးတကောင်ကပြေးပြီနောက်ကတကောင်ကလိုက်တယ်ပြို့အမလီကြောက်စရာကောင်းလိုက်တာဟာရှေးရကြာကဆရာကြီးဘက်ကိုပြေးရပြို့နောက်ကကြာကလည်းထက်ချက်မကွာလိုက်တာဗျကျုပ်သိပြီပြို့လက်ဆက်သက်တော့ရှေးရကြာကဆရာနုံဖပဲဦးနောက်ကကြာကကိုဝေကောင်ကြီးပဲဆရာကြီးပြောတဲ့ရုပ်ပြောင်းရုပ်လဲဆိုတာဒါဟုတ်ပဲလို့ကျုပ်တွေးမိရဲ့ဗျဒါပေမဲ့ကျုပ်တောင်ဝင်လောက်အောင်မှဆိုတော့ဖြစ်ချင်တာဖြစ်ကွာလို့တွေးပြီးကျုပ်ကူလေးကိုပြေးဝင်လိုက်တယ် ဂူကြီးကအထဲမှာတော်တော်ဟုတ်ကျဲတာဗျခလန်းလန်းမှာရေကန်လေးရေကန်ပြီးမှခလေးမလေးတယောက်ထိုင်နေတယ်တိတ်ကြီးဆိုတာသူ့ပဲထင်ရဲ့ကျုပ်လည်းဘာမှတွေးမနေတော့ပဲလက်တရနှက်ကြီးရေစင်ပလီကိုအဖိုးဖွင့်လိုက်တယ်တိတ်ကြီးလေးကဘာမှကြားပုံတိပုံမြင်မုံမပေါ်ဘူးငိုင်းငိုင်းလေးထိုင်နေရှာတယ်ကျုပ်လည်းသူ့မျက်နှာကိုရေစင်နဲ့ပတ်လိုက်ပြီးတော့အထက်စီယာကြီးအမိတ်မူလာအတိုင်းပြန်ဖြစ်စီလို့အမိတ်ပေးလိုက်တော့ခလေးမလေးကအခုမှအယုတ်တယောက်အသက်ဝင်လာတယ်လို့ပဲကျုပ်ကိုအလံတကြားကြည့်နေတယ်ဟဲ့ နင်သိကြည့်လားကျုပ်ကမေးရောမှာခေါင်းညိတ်ပြတယ်ဒါဆိုရင်အခုထငန်းနောက်လိုက်ခဲ့ပြင်မာနေလို့ရွာသားကိုပုံဆောင်နေရဲ့လာခက်မြက်မြက်ပြောပြီးတော့ကျုပ်ကရှေ့ရပြေးထွက်သူ့အနောက်ကပြေးလိုက်လာတယ်ဗျဂူပြင်းရောက်တော့အသိန်းဆောင်နေရဲ့ကိုပုံလက်ထဲကိုတင်းကြည့်ကိုအပ်ပေးလိုက်တယ်ကဲကိုပုံဆရာကြီးပြောတဲ့အတိုင်းကလေးမလေးကိုခေါ်ပြီးခမားပြန်ပြီးတော့ကိုပုံလည်းတင်းကြည့်မလက်ကိုဆွဲပြီးတချိုးရဲပြေးတော့လာပဲကျုပ်ကတော့ဆရာကြီးစီကိုတုတ်ချေတင်းရတာပေါ့ကျုပ်ရောက်တော့ဆရာကြီးရဲ့ ဝါတရိုင်းတော့မှမန်ဖီနေတဲ့ကြားကြီးပြအတောင်ဆက်နဲ့တောင်လောက်ရှိမှစောစောကကြားအသွင်ပြောင်းထားတဲ့ဆရာနုံဖားကတော့ဆရာကြီးနောက်မှာကပ်ပြီးရက်နေရပြုခါတိုင်းလိုပဲအိတ်ကြီးလွယ်လို့ပြကြားကြီးကတဟီးဟီးနဲ့អော်ပြီးဆရာကြီးကိုစိုက်ကြည့်နေရပြုဟာကြားပစက်တရအယောင်နေတလန်းလန်းထွက်လာပြီပြုနေတဲ့အယောင်နေမဟုတ်ဘူးပြကဝေဆက်တွေထွက်လာပြီပြုကြားကြီးကပစက်ကြီးဖျက်ပြီးဟိမ့်လိုက်တာကဝေဆက်တွေဝင်း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 နဲ့ဆရာကြီးစီကိုပြေးဝင်လာတာပြု ဆရာကြီးကလည်းအဲ့ဒီချက်ကိုအသေးဆောင်နေရဗျ။လက်ထဲမှာအတင်းကင်ထားတဲ့အင်းတစ်ချက်၊ကြားကောင်းတက်တဲ့ကိုပြစ်ထည့်လိုက်တာဗျ။အဲ့ဒါကဝေဆက်ပြက်မှော့အင်းကြီးရဲ့။မိကြည့်လိုက်ပြီးတော့ဟာမိုးကြိုးပြစ်လိုက်သလားတော့ထင်ရတယ်ဗျ။အခိုးတွေထွက်ပြီးဘာမှမမြင်ရတော့ဘူးပြို့။ကဝေကြီးလည်းလဲကျနေပြီ။ကြားအတွင်ကနေလူအတွင်ပြောင်းနေပါလား။ဟောဟောလှုပ်လာပြီပြို့။ဟာပြန်ထလာပြီဗျ။တရေတရိုင်နဲ့ဟမ်မီးတန်းကြီးဗျ။ကြည့်စမ်း။အမှန်မတင်ုံလှုပ်လိုက်တာပြို့။ ဆရာကြီးအငိုက်မှာပြစ်ထုတ်လိုက်တာဆရာကြီးသာတတိမရှိရင်ပွဲချင်းကိုပြီးရောမှာတေးကြရဲပြုဟွန်းဘလို့ဖြစ်တာလဲဗျကိုဝေကောင်ကြီးကရောင်တောင်းကြီးနဲ့ပစိုးကကွက်တုံးကြီးဝစ်လို့ဗျနှကမ်းမွေးကားကားကြီးနဲ့ရှေးပမာကြီးတယောက်ရဲ့ရုပ်ပဲဗျဆရာကြီးကိုစားတော့ဝါတော့မလို့ကြည်နေရပြုသူပြေးလိုက်တဲ့မိဒန်ကြီးကအချိန်နဲ့ပြေးထွက်လာပြီမဲ့ဆရာကြီးနဲ့သူနဲ့ကြာလမ်းတစ်ဝက်လောက်မှာပဲရက်သွားတာပြုကိုဝေသခင်ဆိုတဲ့ကောင်နင်းဆက်တေကိုစောစောကလေးက ကဝေဆက်ပြတ်မော့အင်ဂျီနဲ့ဖြတ်လိုက်ပြီနေဘာတက်နိုင်သေးရောနေမယားကဝေမားတွေနဲ့အားလုံးတေကုန်ပြီ နေပညာကိုအကုတ်စွတ်မလားအသေးခံမလားဒါပဲပြောဟဲ့မလောင်လေးမလောင်စားကောက်လေးငါအသက်300ကျော်ပြီနေပညာလောက်ကိုငါမမှုဘူးနေကလက်ဦးသွားလို့ငါခံလိုက်ရတာနေရှိမှဒူးထောက်ပြီးငါပညာတွေစွတ်မဲ့စားအသေးခံမယ်အရက်ကတော့တော်တော်ရှိရပြုတ်ကျုပ်စိတ်တွေခုနှစ်ပေလောက်ကိုရှိမြင်တင်နေပါဇက်ကသွေးတွေတောင်စီးကြလာလားနှုံဖောက် ကဝေလက်ဖြက်စေးတော်ရုပ်ပေးစံဆီယနုံဖားစေးတော်ရုပ်ကိုယူယူတေတေပေးရဲ့ဗျဆီယာကြီးကလဝိုင်းဖြက်ပြီးကဝေလက်ဖြက်ရုပ်ကိုယူလိုက်တယ်ပြီးတော့ပါဇက်ကမန်တန်ယူနေရဟာကဝေကြီးကလည်းမန်တန်ယူနေပြီဗျသူ့ကိုကနေအယောက်နေလက်ပြီးလာနေပြီဟာပျောက်သွားပြီဗျအလေးလုံးကြီးတလုံးတက်သွားတာဗျဆီယာကြီးလဝိုင်းကကဝေလက်ဖြက်ရုပ်လေးကလည်းအယောက်နေထွက်လာပြီဟာအယုံလေးပျောက်သွားပြီဗျမင်းပြေးလို့လွတ်မယ်တင်ပြေးကြည့်လေ အဲ့ဒါကဝေလေပြက်ယုံကကောင်းကင်မှာအုံငနဲ့မြည်သွားတာနေရအောင်မှာတလင်းလေးနဲ့အယောင်နဲ့လက်သွားတာပြို့ဘာတွေဖြစ်နေလဲဆိုတာကျုပ်တော့တွေးရမတွေးတတ်တော့ပါဘူးဗျာဟာကျုပ်တို့ရှေ့ဝါးနဲ့ပြန်လာမှဘုံငနဲ့ကြသွားတာပြို့อืมသွားပြီပေါ့ကွာဆရာကြီးကပြောပြီးလက်ဝါးကိုဖြန့်ထားတယ်ဗျဟောကဝေလေပြက်ယုံလေးဆရာကြီးတက်ထဲကိုပြန်ရောက်နေပြီပြို့ဆရာကြီးကစေးတော်ယုံလေးကိုဆရာနုံဖစီပြန်ပေးလိုက်တယ်ဗျာ ကျုပ်လည်းစောစောကပြုတ်ကြတဲ့ဟာကြီးကိုပြေးပြီးကြီးလိုက်တာပေါ့ဟာစောစောကကဝေးကောင်းကြီးပဲဗျအလိုခေါင်းမပါတော့ဘူးပြုလေဘေးကနေငုံတိပြက်နေတာဟာမီးတွေထားတောက်ပြီပြုဒါတော့ကျုပ်တိပြီးသားဗျဒါငရဲမီးတောက်ပဲကဝေးကြီးရဲ့တည်းထားတောက်နေကြလေကူအောင်တဲ့ကဝေးကြီးရောငရဲမီးတောက်အောင်မှာတပြေးပြေးပျောက်သွားလေရဲ့ဟုတ်ကဲ့ပါရှင်စာရေးစရာတာတေးရေးသားထားတဲ့ကူအောင်ကဝေးဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီ ဇလန်လေးကိုအားပေးခဲ့လို့လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။